ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ဒီပြမှာရရှိတဲ့သတင်းအချက်အလက်တွေကိုတမတော်ကာကွယ်ဦးကြီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်အပါအဝင်အပါတူးချုပ်ကြီးတို့တော့အေးဆန်းသောနေထိုင်ခြင်းနဲ့ပြည်သူလူကြီးအဲတမတော်သားနဲ့တမတော်သားမိသားစုတွေသိရှိအောင်စပီကာတယောက်အနေနဲ့တင်ပြပေးမှာဖြစ်တယ်။အရင်ဆုံးကတော့မောင်အေးချမ်းကပြားလေးပေါ့နော်ရှော့မတွက်နေတဲ့အဲ့ဒါတော့ကျွန်တော်ပို့ရည်စူးပြီးရေးထားတာလို့ထင်ပါတယ်ပေါ့နော်အပြင်းလဲပြအားရနေလို့ ခန့်ဝေဇွတ်တင်းလက်ကမြင်းကတရင်ပေးခြင်းမဟုတ်ပါတဲ့အဖြစ်အပျက်ဗတ်စုံတွဲ၍ပြည်တွက်တွေးပူဝိုင်းငါကူပြီးအပူမီတော့စစ်မရောက်အောင်ထောက်ပံ့ဝင်းရံနေခြင်းသာပြည်သူမြေတာစေတနာအားအင်မာလျက်ကဩစာစာဖြင့်ရရှိတရင်ရေးကြီးခြင်းကိုပြည့်ရင်းတာဝန်မကြေပွန်ပဲချိန်လွန်နှောင်းတိရှော့တွက်မိလျင်တိုင်းပြည်အရေးထိုအချွေးက သွေးနှိပေးဆက်ရတတ်သည်တဲ့မောင်အေးချမ်းတောင်ကြီး16ရက်နှလ2025 9ရက်25မိနစ်မှာရေးထားတဲ့ကဗျာဖြစ်တယ်မင်္ဂလာရှိသောနေ့ရက်ပါတဲ့ဘေးရန်ကင်းပြီးပျော်ရွှင်ကြပါစေတဲ့နောက်တစ်ခုတော့မြေပြင်တည်င်းနေပေါ့နော်မြေပြင်တည်င်းနေကဒီတရင်လေးပြောပြပါကိုဘုံနဲ့အရာဝတီတိုင်းသာပေါင်းမြို့နဲ့ဒဲကနေတစ်ထုတ်ဝါခုတ်အနောက်ယိုးမားတဲကိုသွားနေကြတော့ကားတွေကနေရခိုင်ပြည်နယ်ဘက်ချမ်းကိုစံစီစားနဲ့ဒက်စီ ထောက်ပံ့ပေးနေသောပစ္စည်းများကိုတည်ယူပို့ဆောင်ပေးနေကြပါတယ်တဲ့အဓိကသွားနေကြတဲ့ရွာတွေကခေနံခေနံရွာလက်ခုပ်ရွာဖျားကြီးရွာနဲ့တာပေါင်းမျိုးနယ်ကရွာတရွာဖြစ်ပါတယ်တာပေါင်းရေးကြီးမတိုင်းချောင်းလေးမျက်နာကွင်းကောက်ညံအောင်ကြံခင်းအင်္ဂဘူဘက်တွေကနေတိုးရဲသွားတဲ့ကားတွေကထောက်ပို့လုပ်နေကြပါတယ်တဲ့ ။ငတိုင်းကျောင်းအနောက်ဘက်ကစာဦးစန်းအစင်းမှာ၁၄ရက်နေ့ညနေကလင်ရင်နဲ့ဘုံကျဲတာအေးအလောင်း၁၀၀လောက်သေးတယ်တဲ့။မသေးတဲ့အကောင်တွေကပြန်ပြေးနေတယ်တက်ကစစ်ကြောင်းထိုးတာဘေးရာအထိရောက်နေပြီဘေးရာမှာရေမရှိလို့ကြာကြာနေလို့မရဘူးတဲ့။တက်ကအမတ်၃လေးလေးကိုဝင်နေပြီးလင်ရင်နဲ့ကျဲတာပါတဲ့။မီးဖုတ်ထားတဲ့အလောင်း၁၀၀လောက်ရှိရဲ့တဲ့။ ကွာဘက်ကိုပြန်ပြေးကြတာတဲ့တက်ကလည်းတဲ့15ရက်နေ့အထိစစ်ကြောင်းထိုးလို့မရဘူးမီးလောင်နေလို့တဲ့16 19ရက်နေ့မှာစစ်ကြောင်းထိုးတာဗီဒါအထိရောက်တယ်ဗီဒါကရေမရှိလို့ကြာကြာနေလို့မရဘူးတဲ့နှစ်ဖွဲ့လုံးမနေကြတာပါတဲ့ရေရတာဒေါင်းချောင်းနဲ့စာဦးစမ်းအစင်းမှရှိပါတယ်တဲ့နော်နောင်ချုံမြို့နယ်30ရွာနဲ့ဟိုကိုရွာလမ်းပေါ်ရှိကျူရင် အုပ်စုချွေတာအင်းရွာနာကရှိကောပြီးစိုက်ချံတွင်နဲ့ပလောင်နဲ့ပလောင်မားတဲ့လက်နက်ခရမ်းနဲ့73စီများစုပုံထားကြောင်း ၎င်းနေရာမှာပြန်လည်ဖြောင်းဝေကြောင်းတည်ရင်ရရှိရေးစီစစ်ဆက်လက်ဆောင်ရွက်နိုင်ပါယံတဲ့အကိုရေးတဲ့တည်ရင်လေးပါတဲ့မြင်းကြံမျိုးနယ်ကကြီးကြီးပင်ကံရွာနဲ့စိတ်ကုန်းကတွေမှာ PDF တွေခိုးအောင်နေတဲ့နေရာတွေတဲ့ကြီးပင်ကံရွာနောက်မြောက်ဘက်မှာကတာဝါရန်ရှိတယ်တဲ့တာဝါရန်ရဲ့မြောက်ဘက်တရက်တိုးထဲမှာစကန်းချနေတိုင်းနေတဲ့နှစ်ကြီးပင်ကံရဲ့အရှိတောင်ဘက်ကချောင်းထဲမှာရဲတဲ့တုံကြီးပင်ကံရဲ့အရှိဘက်ကတရက်ချန်ထဲမှာတစ်ဖွဲ့အဲ့ဒီအဖွဲ့ကြီးအဓိက ရွေးနေတာတဲ့စိတ်ကုံးရွာနဲ့ကြီးပင်ကံကရဲမင်းသူဇော်မင်းထွေးကြော်သူမောင်စောစိတ်ကုံးရွာကခင်မောင်ရွှေသူတို့တွေကအဓိကခေါင်းထောင်နေကြတာပါတဲ့ရဲမင်းသူကပြီးခဲ့တဲ့အပတ်ကဖမ်းလာတာပြန်လွတ်ပေးလိုက်တယ်ဗျာတဲ့ဒေါ်တီတာယူမုံနဲ့အဖွဲနဲ့လည်းပေါင်းပါတယ်တဲ့ပေါင်းပြီးတော့ဒေါ်တီတာယူမုံတို့စစ်ကြောင်းထွက်ရင်ဘယ်လန်းကြောင်းကသွားရဲဆိုတာရဲမင်းသူက PDF တွေကိုသတင်းပေးနေသူပါတဲ့ရဲမင်းသူကိုပြန်ဖမ်းမှဖြစ်မှာပါတဲ့ကိုဘုံကြီးတဲ့ကိုညီပြီးပြောပြပါတဲ့ အကိုရေးတဲ့မရီယာရှိပဲမနေ့က16ရက်နေ့ဒန်လေးတင်ရွာကိုလေရင်နဲ့လာစောသွားတာ PDF အလောင်းတွေအသေးပြောက်များတယ်တဲ့ပြေးလမ်းမရှိဘူးတဲ့ပတ်သက်တွေတွေက16ရက်နေ့19ရက်နေ့ရက်ဆက်တိုက်ဖိုက်တာနဲ့တမျိုးရမ်းရင်နဲ့တမင်နေ့ရက်ဆက်တိုက်လာစောသွားတာလေနေသာထိုင်သာရှိသွားတော့ပါပြီတဲ့ PDF တွေအသေးများသလိုတက်မတော်ဘက်ကလည်းပြည်သူစစ်တွေတဲ့ထိခိုက်ဒဏ်ရာရမှုတွေရှိပါတယ်တဲ့ကိုဘက်ကပေးဆက်ရတာများရင်နဲ့ဝင်ရင်ကနေလာကူတာတဘာဝမကြတော့ဘူးကိုကြီးတဲ့ တက်မတော်ကိုတဲ့ထိုးစစ်စင်လေးသားနဲ့ကိုဘက်ကထိခိုက်မှုမရှိအောင်ဝင်ပစ်ကူယူရတာတဲ့နစ်နာရယ်ဗျာတဲ့ပြည်သူတွေအသိပေးတာလေးတွေကိုအလေးထားပြီးဘူးဝေပန်လိုက်နာမှုမရှိရယခုလိုအထိခိုက်အကြုံများမှာမဟုတ်ပါဘူးတဲ့နော်မရယာမှာပြည်သူစစ်ဒီဟိုထိခိုက်အကြုံရှိတော့တယ်ပေါ့နော်အဲကျွန်တော်လည်းအဲ့လောက်ပဲပြောနေတယ်နော်အရာတော်နဲ့စပါးရင်းရွာပြည်သူစစ်စခန်းကိုဝင်တိုက်ဖို့စိတ်ဖူးကြီးရွာနဲ့ 900ဟိုးရွာ200ပေါင်း PDF အင်အား200ခန့်လေးသားပါတော့ကိုကြီးဘုံခမယခုအချိန်ဒီကိုပြောပြရစီအရာတော်မျိုးနဲ့စဘာတွင်ရပြည်သူစစ်စခန်းကိုဝင်တိုက်ဖို့ PDF အင်အားအနည်းဆုံး150ခန့်စိတ်ကူးကြီးကြီးရောက်ရှိနေကြောင်းတရင်ရရှိပါတယ်နေတိုင်းညတိုင်းဒရုန်းတွေနဲ့ဒရော့ဘုံချစိန်ပြောင်းရှော့တိုက်ဒုံးလက်နက်ငယ်အစုံမှာပဲပြစ်ကတ်တိုက်ခိုက်နေကြပါတယ် PDF တွေကစိတ်ကူးကြီးရစာတင်ကြောင်းလေးမျက်နှာဘုံကြီးကြောင်းနဲ့ရွာတွေကတိုက်အိမ်တွေမှာစခန်းချနေပါတယ်ဒီညလာနောက်ရတိုက်မလာတော့မသိဘူးတဲ့လေးစားပါတော့ကိုကြီးဘုံခမရတဲ့ က်အင်တွေထဲမှာလည်းစကန်းချရတဲ့เนาะဒီညလာနောက်ရက်လာတိုက်မလားမသိပေမဲ့ဝင်တိုက်ဖို့အသင့်ဖြစ်နေကြောင်းသတင်းရတဲ့အရာတော်မျိုးနဲ့စိတ်ကူးကြီးရွာနဲ့900ဟုရွာနဲ့ရွာ PDF အင်အားယခုချိန်ဒီနေရာကန်းရှိတယ်တဲ့လက်ရှိတောင်ကန်းချင်းဒီယနေ့နေ့နောက်ပိုင်းမှာစပြီးတောင်ကန်းလမ်းဆောင်ရှိနောက်ဆုံးလက်ကျန်ရန်သူကုံအားဖိုက်တာဒရုန်းအမြောက်ခြေလင်းလက်နက်ကြီးများနဲ့အတူအပြင်းအထန်တိုက်ခိုက်ချိန်မုံသိမ့်ပိုက်လျက်ရှိတယ်၎င်းနေရာကိုသိမ့်ပိုက်ပြီးပါကမာစခ900နဲ့အာမတာ906တို့နဲ့တက်ချင်းဆက်ပြီးဖြစ်ပါပြီတဲ့နော် အခုအဲ့ဒီအခြေအနေကတော့တက်မတော်ကတော့ထိုးစစ်ဆင်တာတော့နော်အောင်မြင်မှုရရှိသွားတာအခုဗမော်မှာလည်းအဲဟိုရှင်းလင်းနေတယ်ပေါ့နော်ဗမော်မျိုးကိုလည်းတက်မတော်ကပြန်လဲတိမ့်ပတ်ရရှိသွားပြီဖြစ်တယ်လို့ရန်သူအလောင်းပေါင်းမြောင်များစွာတိမ့်ပတ်ရရှိတယ်လို့ပြောတယ်နော်ဗမော်လည်းအခြေအနေကောင်းတယ်အခုနောင်ချိုလည်းညားမကြမီအခြေအနေမှာတက်မတော်မှာနောင်ချိုကိုပြန်လဲတိမ့်ပတ်ရရှိတော့မယ်ဆိုတဲ့သတင်းကောင်းလေးလည်းကျွန်တော်ပါခြင်းတယ်အခု ဒီဒီဒီအနန္ဒီအကြဘက်လက်နက်ကိုင်တောင်းချမ်းသူကဘလို့ဖြစ်နေလဲဆိုတော့သူကဓနုတွေကိုเนาะအဲ့ကံကြီးတို့ဘာလို့အဲ့ပြောင်ရောမှာရှိတဲ့ကြံခုတ်နေတဲ့အဖိုးအဖွားကမဆန်မချံမနဲ့လူဆွဲနေတယ်လူစုနေတယ်เนาะလူစုတာဘာကြောင့်လဲဆိုတော့ TNN တွေကတဲ့ဓနုဓနုဒီဓနုသူတို့လက်နက်900ဒီဓနု ဘောတော့အကြက်ဘတ်တွေကိုလက်နဲ့900ထုတ်ပေးတယ်တဲ့လူ9000တို့တို့စုပေးရမယ်လို့ပြောလို့ရဲအဲ့ဒါကြောင့်မလို့တို့ကလူစုနေတယ်လူစုတဲ့တဲမှာမှမိန်းကလေးတွေများများလိုချင်တယ်တဲ့မိန်းကလေးတွေက15နှစ်နဲ့25နှစ်ကြာများများလိုချင်တယ်တဲ့အဲ့ဒီမိန်းကလေးတွေကိုဘာလုပ်တာလဲဆိုလို့ချင်ရင်တဲ့အဲ့ဒီမိန်းကလေးတွေကိုဝါပြီကိုပို့တာတဲ့ဝါကနေပြီးတော့မှအဲ့လိုမျိုးလောက်ခိုင်းတာလို့တော့ပြောတယ်နော်ဒါအခုလက်ရှိမြေပြင်မှာဖြစ်နေတဲ့အဲ့ဒီမြေပြင်သတင်းပေးတွေကကျွန်တော်ပြောလို့ကျွန်တော်သိရမိန်းကလေး15နှစ်နဲ့25နှစ်မိန်းကလေးကိုများများစုပေးပါဆိုပြီးတော့လူအယောက်9000ကို ဓနုပီရီယတ်တွေကိုတနက်အလက်900နဲ့လူရောက်9000နဲ့လဲထားတာဖြစ်တယ်နော်အဲ့လိုမျိုးရှိတယ်ဒါပေမဲ့ဘလို့ပဲလှုပ်လှုပ်ပါနော်တက်မတော်တော့နောင်ချုံမျိုးကိုမကြမီအချိန်တွေမှာပြန်လဲသိမ့်ပိုက်တော့မယ်အခုအုံမဒီအုံကားမှာလဲဝုန်းနေတယ်မနက်ကလဲဝိုင်းတွဲတွေနဲ့လေရင်နဲ့ဖိုက်တာတွေနဲ့ချဲနေတယ်နော်ဒီမှာတော့ဗမော် အချိန်တွေပေါ့အခုရက်ထဲမှာအဲဝစ်ကျေပွန်မှုကိုတော့ချီကျူးရပါတော့မယ်တဲ့ဗမော်ကိုအလဲလာတဲ့ညီကိုကချင်တဲ့သူတပည့်ဗမာပီရီယာလေးတွေကိုလဲလူလီသေးမရှိဟာခွက်မရှိ ြည်စုကျွေးမွေးနေတာတဲ့တောင်းခမ်းတောင်းကျုံတဲ့ကြောင်မဲဘက်မှာကြောင်မဲဘက်မရောက်ဘူးလို့တဲ့လိလာရဲ့ခီးထွက်လာတဲ့ပလောင်တဲ့တပည့်ဗမာပီဒီယိုတွေကိုလည်းတဲ့အပူတန်အပူအပြင်းတန်အပြင်းတို့နဲ့အဲ့ဝစ်ချေပုံစွာကရင်နဲ့မွန်ဘက်မှာတော့လောလောဆယ်အစာပြေလောက်ပဲကျွေးထားတယ်တဲ့အထူးသဖြင့်ရခိုင်ဧည့်သည်တွေအတွက်ကတော့တဲ့အထူးတလဲပြင်ဆင်ချက်ပြုတ်နေတယ်လို့ယူဆရပြီး ကျွေးပြီးဆိုမှအမုန်းကျွေးမယ်လို့မျှော်လင့်ရပါတယ်တဲ့အညာတော်မှာတော့မတာထမ်းပွဲတွေနဲ့စီနေတယ်လို့သိရပါတယ်တဲ့အကျွေးအမွေးတွေကောင်းလာတယ်လို့လည်းသိရပြန်ပါတယ်တမတော်ကကျွေးမေးပြီဆိုရင်လည်းအလေလာသူဧည့်သည်မှန်သမျှကိုအိမ်မပြန်ဖြစ်တော့တဲ့အထီးကိုအကြိုက်တွေအဲဝတ်ကြီးကအဲဝတ်ကြီးပုံလာတယ်လို့သိရပါတယ်ယေရှုတင်ရှိပါတယ်တဲ့နော်ယေရှုနေ့လောမှာနောက်နောက်လဲနောက်နောက်လဲပြည်မကိုအလေလာသူမှန်သမျှစတဲ့တဘူပြည်သူဧကန်စီလိုကြောင်းနဲ့မနေ့နေ့ဒီနေ့တနေ့ရမှာမုံရွာနဲ့သခိုင်းမန္တလေးတို့တို့ လေရန်နှစ်လပိုင်းကနေလေးလပိုင်းအထိကိုယူနီဖောင်းပြောင်းပြီးကိုကန်းအပါပလောင် KIA နဲ့အကြံဖက်ဖွဲ့တွေပါလဲပါပါလေကြရန်နဲ့အစည်းအဝေးလုပ်ပြီးတဲ့စီစဉ်ထားတာကြောင့်တက်မတော်မှာတေချာဧကန်ရန်အတွက်တဲ့ရှယ်ကိုပြင်ဆင်ထားပါတယ်စားတဲ့တဘူပြုစုဧကန်စီလိုကြောင်းမေတ္တာရက်ခံလိုက်ပါလေရှင်တဲ့နော်ဗားရည်တဲ့မိုးပြတိုက်ပွဲဆက်ရှင်ရနေ့ဖြစ်နေပါလေတဲ့ကုန်းသာလေးတော်လေကြောင်းပေးနေတယ်လို့သိရတယ်တဲ့မိုးပြလေဒီလေဒီသိန်းရန်ရှိတိုးနေတယ်တဲ့လေဒီလေဒီသိန်း ရန်စစ်တိုးနေတယ်တဲ့သိရပြီမဲ့တစ်ဖက်ကလည်းရန်သူအင်အားများတာဖြစ်သည့်အတွက်တိုက်ပွဲကခုလိုဖြစ်နေချိန်မှာလေဒီကိုဆက်တနက်ဖြစ်လင်းရုံအစာကောက်ပါကထီအောင်မှုရှိပါမယ်တဲ့လေဒီကတော့မနေ့ကတော့တွေ့ထားတယ်လို့ပြောတာပဲနော်ထီအောင်မှုရှိတယ်လို့ပြောတာပဲကြောင်မြောင်းကပြည်သူတွေကိုပြည်ဒီအက်ကပြည်သူစစ်လို့တတ်မှတ်ပြီးအတင်းမောင်းထုတ်နေပြီးတဲ့ကြောင်မြောင်းကစင်ပြီးတောက်တော့မယ်တဲ့ပြည်သူတွေမှာအစာရည်သာငတ်တန်ကျမ်းမာရေးချိုးတဲ့တန်တွေကိုအသေးအံခံစားနေရတာဗျာတဲ့ဘယ်လူကြီးမှပြန်ကြည့်တော့ဘူးလားတဲ့ တအုံနဲ့အုံပေါက်တဲ့ကံကြီးတော်ဂွေကုန်းမောင်းတက်14မှန်ရွာတွေမှာ PDF တွေနဲ့ PDF အမာခံလူတွေပဲရှိတာတဲ့။ကြောင်မြောင်းကစစ်တပ်ထောက်ခံတဲ့90ရာခိုင်နှုန်းနေတဲ့မြို့။ဗာပြားတဲ့ PDF ထောက်ခံလူက30ရာခိုင်နှုန်းပါတဲ့။ PDF နဲ့ဆက်သွယ်ပြီးခမာယာစနစ်မသိအောင်ခိုးလန်းကနေရွှေဘူကူပြေးကုန်ပြီးတဲ့မရှိတော့ဘူးတဲ့။အခုလက်ရှိကြောင်မြောင်းမှာကြံရှိနေတာကစစ်တပ်ထောက်ခံလူတွေပါတဲ့။စစ်သားနဲ့မိဘဆွေမျိုးတွေပါတဲ့။နော်။၁၈နာရီ30ချိန်တွင်နောင်ထုံမတောင်းကမ်းဘက်သို့ DNA အကြမ်းဖက် မြဆန္ဒဘိန်းရင်ကားဖြင့်လူအပြစ်တင်ဆောင်၍ထွက်ခွာသွားတော်မူသည့်အောင်ချိုပြည်သူစေယုံကြီးဘေးကြီးအထက်မြင့်ဝန်ထမ်းအင်အားတွေတွင်ဆေးပစ္စည်းများအ धिक တူလောင်ထားရှိကြောင်းမိမိသတင်းပေးထံမှရရှိတဲ့နော်မြမကြီးအမြန်ဆုံးငြိမ်းချမ်းပါစေခြေထမ်းရောက်နေတဲ့တက်မတော်သားတွေဘေးအနေနဲ့ကင်းရှင်းပါစေလို့မြတ်တော်ဘုရားဆုတောင်းလိုက်ပါတယ်ပွင့်သောပိုင်းတိုင်းနဲ့ပွင့်သောပိုင်းတိုင်းနဲ့လာကြပါစေ